ဒါကဖျက်မှန်တစ်ခုဖြစ်ပြီးတော့1996ခုနှစ်တုန်းကဟောင်ကောင်မှာဖြစ်သွားခဲ့တာပါ။အဲ့ဒီအကြောင်းကအဲ့ဒီအချိန်တုန်းကအရန်ကိုပဲထူဆန်းပြီးတော့နာမည်ကြီးတဲ့အမှုတစ်ခုဖြစ်ခဲ့ပါတယ်။မစ္စတာမားကတိုက်ခဲအဟောင်းတွေရဲ့လုံခြုံရေးတစ်ဦးဖြစ်ခဲ့ပြီးတော့ညနေဘက်တွေကသူ့အတွက်အကောင်းဆုံးအချိန်တွေဖြစ်ခဲ့ပါတယ်။အကြောင်းကတော့နေရာတည်ဖြစ်တာကြောင့်နေဘက်တွေဆိုရင်ပူရင်းပြီးတော့၆တွေ့ပေမဲ့ညဘက်တွေရောက်တဲ့အခါမှာပိုးပြီးတော့အေဂျင့်တိစိတ်တာကြောင့်ပဲဖြစ်ပါတယ်။ ီတဖြူဖြူတိုက်ခတ်နေတဲ့အချိန်မှာဝိုင်တောင်ရင်လင်းကြီးခံရတဲ့အချိန်ကဘယ်အရာနဲ့မှကိုမလဲနိုင်ခဲ့ပါဘူး။ဝိကြိုင်လွန်လာတဲ့သူသားဆုပ်ဖြုတ်ကိုစပွဲပေါ်တင်ပြီးတဲ့နောက်မှာတော့မစ္စတာမာကအလွန်ကိုပဲပျော်ရွှင်ကလန်းဆန်းသွားပါတော့တယ်။ပြီးရဲ့နောက်သူဟာဝိုင်ကိုတောက်ဖို့အတွက်ဖန်ခွက်သေးကိုလောင်းထည့်လိုက်ပါတယ်။ဒါပေမဲ့ရုတ်တရက်သူ့ရဲ့သူသားဆုပ်ဖြုတ်အိုးတွေကိုအပေါ်ဘက်ကနေတစ်ခုခုကခက်မြမြန်ပဲထိုင်ရကြလာတာကိုခန်းစားလိုက်ရပါတယ်။ ဒါကြောင့်ဟင်းရင်နဲ့သူသားတွေကစပွဲဘီကိုလွှင့်ဆင်သွားခဲ့ပြီးတော့မစ္စတာမာကိုစိတ်အနှောက်အယှက်ဖြစ်သွားစေခဲ့ပါတယ်။ဒါပေမဲ့ဒါကသူတတိလက်လို့ဖြစ်သွားတာကြောင့်လို့ပဲထင်လိုက်ပါတယ်။အမိုက်တွေကိုဒီလိုပြောင်ပြောင်တင်းတင်းလှဲချလိုက်တာကြောင့်သူကအပေါ်ကိုကြည့်ပြီးတော့ဂျင်းဆဲလိုက်ပါတယ်။ဒါပေမဲ့အပေါ်ဘက်မှာတော့လှုပ်ရှားမှုကိုမတွေ့ရဘဲနဲ့အရာအလုံးကတိတ်ဆိတ်ကဘသူကမှသူ့ကိုမတုံ့ပြန်ခဲ့ပါဘူး။ မစ္စတာမားကသူတီလိုချိန်ဆလိုက်တာကြောင့်သူတို့ကကြောက်လန့်သွားတယ်လို့ပဲထင်လိုက်ပါတယ်။ဒါကြောင့်ပဲသူတို့ကတမင်တကာကိုလစ်လူရှုလိုက်တာပဲဖြစ်ပါလိမ့်မယ်။အဲဒီနောက်လေးလွာကနေရုတ်တရက်မမဲလုံးလုံးအရာကြီးတစ်ခုကပြုတ်ကျလာခဲ့ပါတယ်။နောက်ထပ်တယောက်ယောက်ကထပ်ပြီးတော့မြေကြီးပေါ်ကိုအမိုက်ပစ်ချနေတယ်လို့ထင်ခဲ့ပါတယ်။မစ္စတာမားကဒါကပါလဲဆိုပြီးတော့နောက်တစ်ခုပြုတ်ကျလာရင်ဖမ်းဖို့အတွက်အရန်ကိုပဲတည်ထားလိုက်ပါတယ်။ ဒါပေမဲ့ပြုတ်ကျလာတဲ့အရာကတော့သူ့လုံးဝအောင်မထင်ထားခဲ့တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒါကြီးကလူတယောက်ရဲ့ခေါင်းဖြစ်နေခဲ့ပြီးတော့အပေါ်ကနေခက်မြညာပဲပြုတ်ကျလာခဲ့တာပါ။သူ့ရဲ့ဘဝမှာဒီလိုအဖြစ်အပျက်မျိုးကိုတစ်ခါမှမကြုံတွေ့ခဲ့ဘူးတာကြောင့်ဒါကသူ့ကိုအတော်လေးလန့်သွားစေခဲ့ပါတယ်။ခေါင်းကစကွဲပေါ်ကိုတည်တည်ကျလာခဲ့ပြီးတော့တနေရရကနေပြစ်ထဲလိုက်သလိုမျိုးမစ္စတာမားရဲ့ဒုသားစုပြုတ်ထဲကိုကျသွားခဲ့တာပါ။သူကဒီလိုလှုပ်ရှားမှုမရှိတဲ့ခေါင်းကြီးကြောင့်အရန်ကိုပဲအံ့ဩသွားခဲ့ပါတယ်။ ထို့အချိန်တွင်းမှာတော့မစ္စတာမဟာသူ့အရှိမရှိတဲ့အရာကြီးကို ထိတ်လန့်မှုအပြည့်ဖြစ်နေတဲ့မျိုးလုံးတွေနဲ့ပဲကြည့်နေနိုင်ခဲ့ပါတယ်။ဒါကအမျိုးသမီးတစ်ယောက်ရဲ့ခေါင်းဖြစ်နေခဲ့ပြီးတော့သွေးတွေအများကြီးထွက်ထားတာကြောင့်သူမရဲ့အရေးပြားကဖြူဖြောနေခဲ့ပါတယ်။အခုပြုတ်ကျလာတဲ့အရာကြီးကလူရဲ့ခေါင်းဖြစ်နေတာကြောင့်အရှိမပြုတ်ကျလာတဲ့အရာကလူရဲ့လက်ဆိုတာကိုတီချမြင် တွေ့လိုက်ရပါတယ်။ထို့အချိန်မှာမစ္စတာမာကအဝေးကိုထွက်ပြေးခြင်းခဲ့ပေမဲ့သူ့ရဲ့ခြေထောက်တွေကမလုံနိုင်ဖြစ်ခဲ့ရပါတယ် နောက်ဆုံးမှာတော့ Mr. Ma ကရှိသမျှအားတွေကိုစူးစူးလိုက်ပြီးတော့လူရီချအောင်အော်ဟစ်ကအကူအညီတောင်းလိုက်ပါတော့တယ်။ Mr. Ma ဒီလိုအော်ဟစ်အကူအညီတောင်းပြီးတဲ့နောက်အကောင်လုံးကရောက်လာခဲ့ကြပြီးတော့ရဲရီကိုအကူအညီတောင်းလိုက်ပါတယ်။မိနစ်ပိုင်းအတွင်းပြုတ်ကျခဲ့တဲ့ခေါင်းရဲ့အနားမှာရဲရီကရှိနေခဲ့ကြပြီးတော့ Mr. Ma ရဲ့ပြောကြားချက်ကြောင့်ရဲရီကတရားခံကိုဖမ်းဖို့အတွက်အခမ်းအနားတဝိုက်ကိုစတင်စစ်ဆေးပါတော့တယ်။ဒါပေမဲ့အခန်းရဲ့အရှိကိုရကြည့်လိုက်တဲ့အခါမှာတော့ရုပ်တရက်ထူးဆန်းတာတစ်ခုခုကိုတွေ့သွားခဲ့ကြပါဗျ။ အခန်းတကားကပိတ်ထားခြင်းမရှိဘဲနဲ့ပွင့်နေခဲ့တာပဲဖြစ်ပါတယ်။ဒါဆိုရင်တရားခံကထွက်ပြေးသွားတာလား။ဒါမှမဟုတ် သူကကြောက်ရကောင်းမှမသိတာလား။ဒါပေမဲ့ယဲရီကအယံကိုပဲတည်ထားခဲ့ကြပါရယ်။သူတို့ကတကားပြီးမှရက်ကတဝက်ဖွင့်လာတဲ့တကားကနေတဆင်အထဲကိုချောင်းကြည့်လိုက်ပါရယ်။ဒါပေမဲ့အထဲမှာတွေးလိုက်ရတဲ့အရာကသူတို့ကိုရုတ်တရက်ထိတ်လန့်သွားစေခဲ့ပါရယ်။ ပြင်းထန်တဲ့တွင်းငင်နံတွေကအလင်းရောက်ခမမိန်မဲ့ရှိပြီးတော့မှောင်မဲနေတဲ့အခန်းထဲကနေလာတာပဲဖြစ်ပါတယ်။ကြောက်စရာကောင်းတဲ့အသွင်အပြင်းဖြစ်တဲ့မျိုးသားတစ်ယောက်ကဆိုဖာပေါ်မှာထိုင်နေခဲ့ပြီးတော့နေရန်ကနေသူ့ရဲ့အင်ကြီးတွေအပြင်ကျမ်းမြင့်တွေအထိပါတွေးတွေစွန့်နေခဲ့တာပဲဖြစ်ပါတယ်။ကျမ်းမြေပေါ်မှာတော့သွေးရိုင်ငယ်ကဘေးမှာထားရတဲ့အသားလေးဖြတ်တဲ့ဓာအကြီးကြီးတစ်လက်ရှိနေကြတာပါ။ကြည့်ရတာဒီလက်နက်ကဒီလူလူတွေကိုတတ်ဖို့အတွက်အသုံးပြုတဲ့လက်နက်ပဲဖြစ်ပါလိမ့်မယ်။ ရဲရီကထိုလ်လူရဲ့အရှိမမတည့်ရနေခဲ့ပြီးတော့ထိုလ်လူကိုထိန်းချုပ်ဖို့အတွက်သူ့ရဲ့ခေါင်းကိုတနက်နဲ့ချိန်ထားခဲ့ကြပါတယ်။ဒါပေမဲ့ထိုလ်လူကမခုခံသလိုဘာတစ်ခုမှလည်းဖြေရှင်းချက်မပေးခဲ့ပါဘူး။သူ့မျက်လုံးတွေကဘာမှမရှိသလိုဗလာဖြစ်နေခဲ့ပြီးတော့သူ့ရဲ့မျက်နှာကတော့ငြိမ်သက်ကဝမ်းနဲ့နေတဲ့ပုံပေါက်နေခဲ့ပါတယ်။အဲဒီနောက်သူကဘာမှမရှိတဲ့ TV ကိုမျက်တောင်မကပ်ဘဲစိုက်ကြည့်နေခဲ့ပါတယ်။တစုံတစ်ယောက်ကိုသူ့တက်လိုက်တာတဲ့အခြားတစ်ခုကသူ့ကိုပုံပြီးဆွဲဆောင်နေသလိုပါပဲ။ ထူးဆန်းဆုံးကတော့ TV မှာဘာမှမလာဘဲနဲ့ဒါဆိုသူကဘာကိုကြည့်နေရလဲ TV ကတကြီးကြီးဆက်မြင်နေခဲ့ပြီးတော့ဖန်သားပြင်မှာတော့အဖြူအမဲပြောက်တွေသာရှိနေခဲ့ပါတယ်။ Jerry ကတဲလို့စားရဖို့အတွက်အိမ်အနှံ့ကိုလိုက်ကြည့်ခဲ့ကြပါတယ်။မိဖို့ကြောင့်မှထိုင်နေတဲ့ခေါင်းမရှိတော့တဲ့အမျိုးသမီးတဦးရဲ့ခန္ဓာကိုယ်ကိုတွေ့ခဲ့ရပြီးတော့ Mr. Ma ရဲ့ဇဝဲဘော်ကိုကြားခဲ့တာကဒီအမျိုးသမီးရဲ့ခေါင်းပဲဖြစ်ပါလိမ့်မယ်။ အိခန်းထဲမှာတော့ဆန်နေသားအရွယ်ကောင်းလေးတယောက်ရဲ့ခန္ဓာကိုယ်နဲ့ခေါင်းကိုတော့ခေါင်းအုံနဲ့ဖုံးထားတာကိုတွေ့ခဲ့ရပါတယ်။ဒါပေမဲ့သူ့ရဲ့ခေါင်းကတော့ဘယ်ကိုမှမလွတ်ပြစ်ဖဲနဲ့ဒီအတိုင်းရှိနေဆဲပဲဖြစ်ပါတယ်။ဒီအဖြစ်ပြက်ကလူတွေကိုအတော်လေးထိတ်လန့်သွားစေတာကြောင့်ရဲတွေကလည်းဒါကိုပေါ်ပေါ်တန်တန်ကိစားလို့မမှတ်ယူခဲ့ကြပါဘူး။သူတို့ကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့အတွက်ချက်ချင်းပဲအဖွဲ့အစည်းတစ်ခုကိုဖွဲ့စည်းလိုက်ကြပါတော့တယ်။သူလူကတော့ရဲစခန်းမှာခြေထိတ်လက်ထိတ်ခတ်ကအဖက်ခံနိုင်ခဲ့ရပါတယ် သူ့ရဲ့မျက်နှာမှာတော့ပြူးကြောင်ညာမျက်လုံးတွေနဲ့မျက်နှာတည်အတိုင်းရှိနေဆဲပဲဖြစ်ပါတယ်။အရာအလုံးဆစ်ဆစ်ပြီးတဲ့နောက်မှာတော့ရဲရီရရှိခဲ့တဲ့အဖြစ်ရလကမကောင်းဆိုးဝါးကသူ့ကိုခိုင်းစေခဲ့တယ်လို့ဆိုပါတယ်။သူကသူ့ဘာတွေလုံးမိခဲ့လဲဆိုတာကိုမသိဘူးလို့ပြောခဲ့ပေမဲ့ရဲရီကတော့ဒါကိုမြုံကြည့်ခဲ့ကြပါဘူး။ရဲရီကအရာအလုံးသူ့ကိုပြောစီခြင်းခဲ့ကြပြီးတော့သူပြောသလိုမကောင်းဆိုးဝါးကခိုင်းစေတယ်ဆိုတော့မရှိဘူးလို့ပြောခဲ့ကြပါဗျ။ သူကအဲ့ဒီညကအရာအလုံးကိုပြင်ဆင်စားလိုက်ပြီးတော့သူ့မှာသူ့ရဲ့သားနဲ့မိမကိုတက်ဆရာပါအကြောင်းမှမရှိဘူးလို့ပြောခဲ့ပါတယ်။အဲ့ဒီနေ့ကသူတို့နှစ်ယောက်ရဲ့အလုပ်ပြည့်ဖြစ်တာကြောင့် သူတို့ကကလေးကိုကစားခွင့်လိုက်ပို့ခဲ့ကြပြီးတော့မှောင်မှအင်ကိုပြန်လာခဲ့ကြတာပဲဖြစ်ပါတယ်။အကုန်လုံးကပြင်ပန်းနေခဲ့ကြတာပဲဖြစ်ပြီးတော့မိသားစုလိုက် TV ကြည့်ရင်းနဲ့စားဖို့အတွက်အမျိုးသမီးကမိဖို့ကြောင့်ကိုသွားကအသီးတွေလှည့်ဖြတ်ပြီးတော့အေကန်းလေးကိုယူလာဖို့အတွက်လုပ်နေခဲ့ပါတယ်။ဒါကြောင့်သူကလည်း TV ကြည့်နေရင်းနဲ့သူ့မိမကိုစောင့်နေခဲ့ပါတယ်။ TV မှာပြနေတဲ့အစီအစဉ်ကခေဟောင်းအစီအစဉ်တစ်ခုပဲဖြစ်ပြီးတော့လက်တလောနာမည်ကြီးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ဒါပေမဲ့မျက်စိတမိတ်အတွင်းမှာပဲ TV ကဝါးသွားခဲ့ပြီးတော့အတန်တွေကလည်းကြကြီးကြီးဖြစ်နေခဲ့ပါတယ်။ကြည့်ရတာလိုင်းပြောက်သွားတဲ့ပုံပေါ်ပါတယ်။နောက်ပိုင်းမှာတော့ TV မှာပြရတဲ့အစီအစဉ်ကပျောက်သွားခဲ့ပြီးတော့အဖြူနဲ့အမဲပျောက်တွေကအစားထိုးသွားခဲ့ပါတယ်။ဒါပေမဲ့ထိုအရာကနေအတန်ခတ်တူတူထွက်လာခဲ့ပြီးတော့သူ့အမျိုးသားနဲ့တားကိုတတ်ဖို့အတွက်စိတ်ခိုင်းခဲ့ပါတယ်။ အကြောင်းပြချက်ကင်းမဲ့စွာသူ့ရဲ့အတွေ့တွေကဘလာဖြစ်သွားခဲ့ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကစတင်ပြီးတော့ဆေးခိုင်းတဲ့အတိုင်းလုပ်ခဲ့ပါတယ်။ဒါကြောင့် TV ကနေဆေးခိုင်းခဲ့တဲ့အတိုင်းသူ့ရဲ့မိသားစုတစ်ခုလုံးကိုဒီလိုတပ်ပစ်လိုက်တာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာသူပါကိုလုခဲ့လဲဆိုတာကိုသတိမထားမိခဲ့တော့ပါဘူး။ဒီအကြောင်းပြချက်ကိုကြားတဲ့အချိန်မှာရဲတွေကလုံးဝကိုမယုံကြည်ခဲ့ကြပါဘူး။ TV ကနေပြီးတော့လူတွေကိုတတ်ဖို့စီခိုင်းတဲ့အတန်ထွက်လာရင်ဆိုတာလုံးဝမဖြစ်နိုင်ပါဘူး။ သူကသူ့အမျိုးသမီးနဲ့ချိန်တော်ကြားစကားပြရန်ဖြစ်ခဲ့တာဒါမှမဟုတ်သူကနှိမ့်ဆက်တဲ့သူတယောက်ပဲဖြစ်ပါလိမ့်မယ်။တလာနီးပါးလောက်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပေမဲ့ဘလူနီလမ်းမဲတုံးတုံးသူကတော့ဒီအဖြစ်တခုတည်းကိုသာဖြေကြခဲ့ပါရယ်။ဘလူပဲစစ်ဆေးပါစေဘလောက်ပဲနူးညံ့စွာမေးပါစေသူ့ရဲ့အဖြေကတော့ဒီအတိုင်းပဲဖြစ်ပါရယ်။သူကသူ့ဖြေတဲ့အဖြေအတွက်ကိုလုံးဝတည်ချနေတဲ့ပုံပေါက်နေခဲ့တာပါ။ ရဲရီကအင်းနီနာချင်းတွေစီကိုရောက်လာခဲ့ကြပြီးတော့သူ့အကြောင်းကိုသိကြတဲ့သူတွေစီကနေစုံစမ်းကြည့်ခဲ့ပါတယ်။ပြန်ဖြေချက်တွေအရတော့သူကသူ့ရဲ့မိသားစုကိုတတ်ဖို့အကြောင်းတစုံတရာမရှိဘူးလို့ဆိုပါတယ်။တမိသားစုလုံးကပျော်ပျော်နေတတ်ကြပြီးတော့အားလုံးကလည်းဒါကိုသိကြပါတယ်။အင်းနီနာချင်းတွေသက်သေခံကြရလဒ်တွေအရတော့လူတချို့ကမကြသေးခင်ကထူးဆန်းတာဖြစ်သွားခဲ့ကြပြီးတော့ဒီအင်းနီနာတဝိုက်မှာရှင်းဟောင်းသိမ်းတိုင်းတစ်ခုကိုတူးဖော်ရရှိခဲ့တယ်လို့ဆိုပါတယ်။ လူတွေကစိုးရတာဒါမှမဟုတ်မကောင်းတဲ့ကျင်စာတွေကြောင့်ဒါကမတော်တဆဖြစ်တာဖြစ်နိုင်တယ်လို့ယုံကြည်ခဲ့ကြပါတယ်။ရဲတွေကဘာလို့ဒီအမျိုးသားကသူ့ရဲ့မိသားစုကိုတပ်ဖို့လုပ်ခဲ့လဲဆိုတဲ့အကြောင်းကိုရှင်းဖို့အတွက်မလုံနိုင်ခဲ့ကြပါဘူး။ဒီလိုဝိညာဉ်တွေနဲ့ပတ်သက်တဲ့အရာကို သူကမတွန်းလှန်နိုင်ခဲ့တာလား။နောက်ဆုံးမှာတော့သူကသူ့ရဲ့ဒီလိုရက်ဆက်လုံးနဲ့အပြုတ်မှုကြောင့်တည်တံ့ချမှတ်ခံခဲ့ရပါတယ်။သူပြောပြခဲ့တဲ့အရာကအမှန်ပဲလားဒါမှမဟုတ်လှုပ်ရှားပြောဆိုခဲ့တာလား။ ဗီဒီယိုလေးတွေကို Universe TV ရဲ့ TikTok, YouTube, Telegram စားတဲ့နေရာတွေကနေလည်းကြည့်ရှုလို့ရနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။